အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်မနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တော်တော်လေးကို hot ဖြစ်နေတဲ့ topic အကြောင်းကျွန်တော်နည်းနည်းလေးပြောအောင်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာတော်တော်လေးဒါအခုလက်ရှိပေါ့နော်ဒါကျွန်တော်တို့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကဘာလဲဆိုတော့ဟို football pundit တွေကြားထဲမှာ ရေပန်းစားနေတဲ့ကိစ္စတခုကျွန်တော် local media မှာဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တိတ်တော့မတွေ့ရသေးဘူးဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းနေတာ topic တခုဖြစ်နေတယ်အဲ့ဒါကဘာလဲဆိုတော့ Europa League ဖလားရတဲ့လူကဒါကျွန်တော်တို့အဲ Champion League ကိုဒါမစော့ဘဲနဲ့ဝင်ဝင်ပြုတ်မလားဆိုတဲ့ပုံစံမျိုးကိုဒါအခုချိန်မှာညှင်းပါနေပေါ့နော်အခုလက်ရှိဒါကျွန်တော်တော်တော်လေးကိုဗျာတော်တော်လေးကိုယီကျင်တဲ့ကိစ္စပေါ့နော်ဒါဘယ်သူ့ကိုမှကျွန်တော် foul ထူတာမဟုတ်ဒါပေမဲ့ကျွန်တော်ရဲ့အတွေးအမြင်မှာကျွန်တော်ယီကျင်တဲ့ကိစ္စဘာလို့အခုမှလဲ ဟိုကျွန်တော်ပြောချင်တာအခုလက်ရှိဒါကျွန်တော်တို့ပရီးမီးယားလိဂ်ကောင်တွေပါဝင်ပတ်သက်မှလာဒါကိုပရီးမီးယားလိဂ်ကောင်တွေဒါကျွန်တော်ယူရိုပါလိရခဲ့တယ်ပရီးမီးယားလိဂ်အာတချို့ဘာပြောလဲဆိုတော့တို့ကဒါတဖြည်းဖြည်းနဲ့ဒါပထမတော့ဒါအဂျန်နာပုံစံမျိုးမဟုတ်ဘူးမဲ့အခုတောင်ပိုင်းအဂျန်နာပုံစံမျိုးတဖြည်းဖြည်းဖြစ်လာခဲ့တယ်ဘလို့ပုံစံဖြစ်လာလဲဆိုတော့တို့အနေနဲ့သူတို့ပြတာကျွန်တော်တို့ဝင်းကားတို့ပါပူပူကြီးဆူဆူလာတယ်ဗောနော်အဲဒီခုနေတော့ဒါကျွန်တော်တို့ဟိုဗာလဲတို့ဗာအင်တာဗျူးမှာအောင်ပြောပြောခဲ့တယ်ခုနေတော့ဒါမမက်ရမန်ချက်စတာယူနိုက်တက်တဲ့ဒါကျွန်တော်တို့အမ် မန်ချက်စတာယူနိုက်တက်ဘူးအာကျွန်တော်တို့ဆိုင်မွန်စတုန်းလာတာကျွန်တော်တို့ဆမ်မြူလက်ခါဆာမသူ့ရဲ့ဒါကျွန်တော်တို့ Twitter မှာစဝင်းကောက်သူကြိတ်ထားတယ်ပေါ့နော်သူတို့အနေနဲ့ဒါအာအရင်ကတည်းကဒါ United ကိုသူမကြေတတ်တဲ့အတွက်ကြောင့်ဝင်းကားအနေနဲ့ခုမှဒါတွေထပြောတယ်ဆိုပြီးဒါသူကကြိတ်ထားဆမ်မြူဒါအဲ့တော့ခုနပြောသူပဲလက်ရှိအနေထားရကျွန်တော်တို့မနေပြောကျွန်တော်တို့နားတော့မလဲဘာလို့ဒီလိုဖြစ်လာခဲ့တာခုမှမဟုတ်ဘူးဒါကျွန်တော်တို့ခုနပြောဒီလိုကြီးဒါဒီဒီစီမင်းကြီးကလည်းခုမှပြောင်းလဲခဲ့တာမဟုတ်မမေ့ရခင်ဗျားတို့ကျွန်တော်ပြောပြမယ်ဆာဗီယာအနေနဲ့ဒါကျွန်တော်တို့ ကိုရီလိုပဲတော်တော်လေးကိုတိုင်ပတ်ခဲ့တဲ့ movement ရှိတယ်။ဆာဗီယာဒါကျွန်တော်သူတို့ရဲ့လာလီဂါမှာ assist 14နဲ့ရခဲ့ပြီးတော့မှဒါကျွန်တော် assist 14ကနေပြီးတော့ဒါကျွန်တော်ဆာဗီယာအနေနဲ့ Europa League ဟို champion ဖြစ်ပြီးတော့ Europa League qualifier ဖြစ်တော့ဒီနေရာမှာတချို့ကြလည်းဖြည့်ပေးတယ်မို့နော်ဟာ Premier League က9သင်းရှိပြီးသားဘာလို့6သင်းကဖြည့်ရမှာလဲဆိုတဲ့ပုံစံမျိုးအဲ့တော့ ဒီ၅သိန်းကိစ္စကလည်းကျွန်တော်တို့လုပ်တာမဟုတ်ဘူးဒါခုနကပြောသလိုအသင်းတွေလုပ်ထားတာမဟုတ်ဘူးဒါခုနက UEFA ကပါသူ့ဘာသူဒါ format အစ်စ်မှာဖြင်ရှေပြီးတော့ဒါခုနကပြော merit point နဲ့လုပ်ထားတာဖြစ်တယ်ဒီလို merit point ရအောင်လဲဒါ Premier League club တွေပဲကြိုးစားခဲ့တာဒီနေရာမှာခုနကပြောသလိုဒါဥရောပ၅နေရာဒါကျွန်တော် Champions League ၅နေရာဝင်သွားအောင်ဒါထီထိုးပြီးဘယ်သူမှထီပေါက်ခဲ့တာမဟုတ်ဘူးအခုလက်ရှိမှာဒါကျွန်တော် Arsenal လို့အသင်းမွေးလဲရုံးကန်ပြီးဒါလုံးဝခက်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 ဆော့ပြီးတော့မမေရအခုချိန်မှာ Champions League semi final လို့ရအောင်ခံခဲ့တာ Chelsea လို့အသင်းမွေးလက်ရှိ Chelsea ကဒါ Conference League AC ပါခုနကပြော Chelsea လို့အသင်းမွေးနေတာချီမီပါအဲ့တော့လက်ရှိကြည့်လိုက်လေ ကျွန်တော်ပြောတာသူတို့အနေနဲ့အခုလက်ရှိဒါ Titan လားမ Titan လားကျွန်တော်ပြောတာအခုလက်ရှိကျွန်တော်တို့အားလုံးပေါင်း semi finalist အားလုံးပေါင်း၄သင်း၄သင်း၄သင်းအားလုံးပေါင်း၄၈ဆန်းနှစ်ပေါ့နော်ဆန်းနှစ်သင်းမှာအင်္ဂလိပ်သင်း၄သင်းပါနေတယ်ဗျာအဲ့တော့အဲ့ဒါကြီးကိုကြည့်ပြီးတော့ဟာငါတို့ကဒီအင်္ဂလိပ်သင်းတွေကပြောချင်တာဗျာသူ့ဘာသူဒါကျွန်တော်တို့ပြည်တွင်းမှာပြည်တွင်းမှာထုံတာတယ်အဲ့တော့ကျွန်တော်ပြောချင်တာရှင်းရှင်းလေး ရီယယ်မက်ဒရစ်သင်းနေနဲ့ဒါကျွန်တော်တို့အရင်တော့ကဒါကျွန်တော်လာလီဂါဆူပလာတွေမရပဲနဲ့ဒါကျွန်တော်ချန်ပီယံလိရဲ့အဲ့တော့ချန်ပီယံလိရမထိုက်တန်တော့ဘူးလားအဲ့လိုသွားပြောလို့မရဘူးဗျာသိလားကျွန်တော်ပြောတာချန်ပီယံလိဆိုတာနာမည်အရချန်ပီယံလိကြီးပဲဆူပြီးကံပဲလိလို့သွားပြောလို့မရဘူးဆိုအခုချိန်မှာဒါကျွန်တော်အဆင့်၅အောင်လဲဝင်ကန်နေတာပဲအဲ့တော့ညူကာဆယ်ဝင်ကန်တော့လဲကန်တာကျွန်တော်လေအခုကပိတ်သက်တရားနဲ့ကျွန်တော်လက်ခံပါဘူးဆို competition ဗျာအသက်ဝင်တယ်ဗော underdog ဆိုတဲ့ gimmick ကလည်းအရင်မိုက်တယ်ဗျာတိလာဥမာဆိုအားလုံးဟိုတကာတော့ Newcastle နဲ့ပြီးဒါ Newcastle စဝင်တော့ PSG တို့ကျွန်တော်လည်းအားပေးခဲ့တာပဲဟိုကျွန်တော်ရကိုယ်အသင်းထီတို့ပြောဆက်ဆက်နည်းနည်းကြောင်တောင်နိုင်တယ်ဗျာအခုလေခုနကဗော DC မင်းစီကဒါ Europa League ဝင်တာက Champions League ဝင်တာဟို Champions League group တွေဝင်နေဆိုတော့အခုမှထားဖြစ်တာမို့တော့လွန်ခဲ့တဲ့ဆယ်နှစ်ကဗပဝဲတခါကျရင်စားတယ်တို့ခက်ခတဲ့ရဗျာတို့တူတူနီးပြလောက်ခရေက DC မင်းကြီးရှိခဲ့တာပဲကျွန်တော်ပြောတာအခုမှ DC မင်းကြီးထားရှိတာမဟုတ်ဘူးဗျာတိလာကျွန်တော်ပြောတာအဲ့လိုပြောကြည့်တခါတို့ပြောပါပြောလဲဆိုတော့ Europa League ဝင် နာကလည်းယူရိုပါလိမှာပဲရှိမှာအဲ့ဒါ what's the point ကျွန်တော်တို့သိတာယူရိုပါလိဥမာကျွန်တော်တို့ champion ship ကကောင်းရတာကျွန်တော်တို့ play off ဆော့ပြီးတော့ premier league တက်တာပဲပြီးရင် champion league မှာ champion ship မှာဆောက်သုံးမကြရင်လည်း premier league မှာဆောက်သုံးမကြရတယ်လူလူပဲသိပ်ပြီးကြွာတာမဟုတ်ဘူးအဲ့တော့ ဘာနဲ့သွားတူတယ်တခါရရပြဘူးလူတွေကလေဘာဘလို့ပဲလည်းမသိပို့ဆိုးတာပြသလားသူများကြီးဆိုဒါအသက်မှာတချို့သူများ influence ကျွန်တော်နားလေလူရဟာဒီကောင်လေးဒါ cloud to fame ကိုလူကြတဲ့တော့ဒီပေါက်ကေးရတွေပြောနေတာအခုပြောနေတာပြသလားဝင်းကားလိုလူမျိုးကပြောတာဝင်းကားတခါရရပြောကျွန်တော်လက်ခံတာကြိုက်တာရှိပါတယ်သူပြောတယ်ဒါကုလားမဟုတ်ကိုလည်းဝင်းကားတွေဟိုမြုတ်ကန်ပြန်ပတ်ရဟိုလီးပြမလို့အဲ့လိုမျိုးဘာမုန်းတာတွေလည်းမရှိဘာတခါရရဝင်းကားလည်းကျွန်တော်တော်နေပြောတယ်အားပြောတယ်အသူကတော့ပြောတာဟာသက်မှာအခုလက်ရှိမှာဒါကျွန်တော်တို့ငားနေရရှိပြီးသား6နေရမဖြစ်သင့်ဘူးကျွန်တော်ပြောတာပြသလားငားနေရဖြစ်အောင်လဲဒီအင်္ဂလိပ်သင်းတွေပဲလုပ်ခဲ့တာပဲခုနက6 အဖေကဥလက်ရှိမှာဒါပေါ်ပေါ်ပေးပေးတက်လာတာမဟုတ်ဥမာထားပါ United တို့ပါလို့ဆိုလဲအခုလက်ရှိမှာခက်ခက်ခဲခဲဆော့လာတာပဲပြီးဥလက်ရှိမှာဒါကျွန်တော် Athletic ဘီပါလို့အသင်းမျိုးလို့ဆော့လာခဲ့လုံးဝရှုံးပွဲမရှိတဲ့ဆိုတဲ့ဒါအိမ်ကွင်းမှာရှုံးပွဲမရှိတဲ့ဆိုတဲ့အသင်းမျိုးလို့ဆော့လာခဲ့စပားအနေနဲ့လက်ရှိမှာသူကပြီးတွင်းဘလောက်ဆိုဆိုဖရန့်ဖက်လို့ဒါကျွန်တော်တို့လက်ရှိဒါကျွန်တော်တို့โอ้บาเล่โบนัสซีกาอเส้น3เต็งကိုဆော့လာခဲ့တာပဲအဲ့တော့လက်ရှိမှာဗျာတိလာကျွန်တော်တို့အခုလက်ရှိ तू ကတော့အခုလက်ရှိ तू ပြောနေတာက ကျန်တဲ့လူရရင်ရကွာဘီဘာကိုပဲဖြစ်ဘူဒိုအင်္ဂလိပ်ဖြစ်ရင်ရရင်ရပရီးမီးယားလိအကောင်တွေမရဘူးဆိုပရီးမီးယားလိအကောင်တွေကဘာတွေမှားလဲကျွန်တော်ပရီးမီးယားလိအကောင်တွေအခုလက်ရှိမှာတက်လာတဲ့အကောင်တွေအကုန်လုံးကဟိုကပက်တိကပက်ကျော်တက်လာတာမဟုတ်လားယူနိုက်တက်ဆိုပြလုံးဝဒါဥရောပမှာရှုံးပွဲမရှိဘဲတက်လာတာဗျာသိလားကျွန်တော်စပါးဆိုလည်းဗျာအခုလက်ရှိမှာဟိုပြောရမယ်ဆိုရင်သူ့ဘာသူသားကျွန်တော်လိမှာညံ့တာဖရန့်ဖတ်တို့ဘာဖရန့်ဖတ်ဆိုကျွန်တော်အမှန်တိုင်းပြောကျွန်တော်တော့ရှုံးမိတယ်လားကျွန်တော်ခုနကပြောဆိုပြအဲ့တော့နိုင်ပြီးတက်လာတာဗျာသိလားကျွန်တော်ဒါဟို ပြောမယ်ဆိုရင်ဗျာဟိုမဲနိုင်ဦးကျွန်တော်โอเคမဲနောက်ဆုံးဗျာမဲနိုင်လို့ဒီအရေးမဖြစ်သင့်ဘူးဆိုတာကျွန်တော်လက်ခံတယ်ဟုတ်တယ်မဒါမဲနိုင်တယ်ဒါကြီးကဘာတဖြားသင်းတဲ့ဖဲမပြောဦးလက်ရှိမှာဒီကောင်နေဗျာကျွန်တော်လက်ရှိယာတီစကလေးကျွန်တော်ဒါကြီးကစားလာပြီးမှာ ။အော်ဒါကြီးကမဖြစ်သင့်ဘူးဆိုတော့စကလေးကပြောပေါ့ကျွန်တော်ပြောဟုတ်လားကျွန်တော်ပြောအစကလေးပြော why not ကျွန်တော်ပြောသိလားတဖြည်းနဲ့တဖြည်းတာအင်္ဂလိပ်သင်တယ်တက်လာတခါကျရင်ဝင်းကားလဲစားတယ်ဘာဒီမှလည်းမသိတခါကျရင်လည်းခုနပြောသူပဲဂျိုသင်းမော်ရင်ကိုကြိတ်နေလဲကြိတ်ချစ်စရာတခါကျရင်သူဘာဒီပြောမှမသိပြီးတော့ခုနလူကျုံတဲ့ကိစ္စဆိုလဲဟာလူတကိုယ်လုံးကျုံတာဘူးလူတကိုယ်လုံးကျုံမှကျုံတဲ့တတ်အမှန်အမယ်ဆိုတာဒီရောဘာဘာဝင်းရလဲဘာဘာဝင်းမဲ့တခါကျရင်သိလားအဲ့တော့ဘာဒီမှလည်းမသိပါပြီးတော့ခုနပြောသူနောက်ကလည်းလိုက်သူနောက်ကလည်းလိုက်ပြီးတော့အဲ့တော့တခုကြတချို့ကြလည်းကကြိတ်ပြီးတော့အဲ့တော့ကျွန်တော်အမြင်ပြောမှာဆိုကျွန်တော်တော့ ပေးတဲ့နယ်လို့မြင်တယ်ဘောဆို tradition များသီလားခမလှုပ်လာတာပဲနှစ်ကို10နဲ့ချီနေအခုမှလှုပ်တာလည်းမဟုတ်ဒါကျွန်တော်ဟိုးရင်ကျွန်တော်တို့ဒါဘောလုံးပွဲစကြည့်တော့ခရီးကဒါကြီးလှုပ်လာတာပဲဟုတ်တယ်မှာဒါကျွန်တော်ကဘောဆိုဒါမဲ့ဒီကတော့ phenomenal ဖြစ်တယ်ဗျာဟုတ်တယ်မှာဘောမှာဗျာခမမတ်မိတယ်မှာတန်းစင်းသွားပြီး Europa League ကနေဒါကျွန်တော်အသိနေတောင်ရှိတာပဲဒါထူးဆန်းဆန်းမှမဟုတ်တာကျွန်တော်ပြောတာအဲ့တော့ဒါခါကြရလေဗျာဘဘဝင်းတော့ကလည်းဒါကျွန်တော်ခုနဘဘဝင်းလို့ဒါလူမျိုးကိုဒါ attention ရှာတယ်လို့ပြောလို့လည်းမရပြန်ဘောသူကလည်းခုနဘောဆိုပဲသူ attention သူ့လူမျိုး attention လည်းမလိုနေဘူး ဟဲ့နားလေရခတ်တယ်ဗျအဲ့တော့ကျွန်တော်တော့မနိုင်ဘူးကျွန်တော်ထိုက်တန်နေဘာလို့ခုနက United ပဲရတာ Spurs ရနောက်ဆုံးပြဘူဒိုဝင်ကလင်ကစပါးအောင်နိုင်မရဘူဒိုဝင်ကလင်နိုင်ပြီးရရကျွန်တော်တော့ထိုက်တန်တယ်လို့မြင်တယ်ကိစ္စမရှိဘာလို့လောက်လာခဲ့တာဗျနှစ်ပေါင်းကြာပြီကျွန်တော်နှစ်တည်းလဲကြာလာပြီဟုတ်တယ်မအခုမှလည်းမဟုတ်ဘူးနှစ်တိုင်းနှစ်တိုင်းဒီလိုမျိုးပဲသွားလာခဲ့တာအခုမှဒါကြီးကိုထူးထူးဆန်းဆန်းဖြစ်သွားအဲ့တော့ဒီနှစ်မှာထူးထူးဆန်းဖြစ်သွားတာ9နေရ9နေရဆိုတာမှအခုမှမဟုတ်ပါဘူးဒါမိနစ်ခဏကတည်းကကျွန်တော်မိနစ်ကတည်းကကျွန်တော်တို့စပိန်ရတာလားအီတလီရတာလားမသိဘူးအဲ့ရခဲ့တာပဲဘာလို့တန်မထွက်လဲကျွန်တော်ပြောတာသိလားအခုမှထားပြီးဝူးဝါးရတာဘာလို့ထားလို့လဲအဲ့တော့ အင်္ဂလိပ်သင်း6သင်းဆိုဗျာဘဘဝင်းနဲ့သူတော်မှဒါကျွန်တော်တို့အင်္ဂလိပ်သင်းတွေကို manage လုပ်ခဲ့ရပဲတော့ပူတော်ဂုံယူရမှာဗောဟာငါတို့အင်္ဂလိပ်သင်း6သင်းပါတယ်ဘာညာလုံးမဟုတ်ဘူးဗျာသူကတော့မဟုတ်ဘူးတဲ့မှာ ူဆိုတော့ခုနကပြောလို့ပဲသူ့ရဲ့တစ်ချိန်တော့ဒါမဟာပြိုင်မဲ့ဖြစ်ခဲ့တဲ့ United ရဲ့ဒါကျွန်တော်မြို့ကံပြိုင်မဲ့ဖြစ်တဲ့ Supply တော့သူကတော့ထပြီးကြိတ်တာပေါ့နော်အဲ့တော့ဒါလည်းလူလို့ရပါတယ်မဲ့ကျွန်တော်တော့ခုနကပြောလို့ပဲလည်းတော့စားတယ်ပဲဘာလို့ဆိုအခုမှဘေးကြီးပေါ့နော်ကျွန်တော်အစိုးရကထပြောနေတာ Okay ဒါလက်ခံတွေ့ရဘာလို့ဆိုရာသီစားခဲ့ဒါတွေမဖြစ်သင့်ဘူး DC မင်းကြီးကိုပြောင်းသင့်တယ်ဒါလက်ရှိမှာအင်္ဂလိပ်အသင်းနဲ့တင်းတာ Final ရောက်ဖို့အတွက်တေချာတော့ရှိနေတဲ့အချိန်မှာဒီဟာကြီးထကြိတ်တယ်ကျွန်တော်လည်းကြောင်တော့ကြောင်တယ်ဆိုတာဟာဘာမှဝင်ရတော့လုတ်ပြီပေါ့နော်ခုနကပြောလို့ပဲကိုရီးယားကခုနကမပြောပဲဒါပေမဲ့ လည်းပြပြပြအဲ့တန်ကျဲလာအောင်ကျဲလာတော့ဟိုနကအခုလက်ရှိမှာ channel တွေပါပါလာပြီနော်အဲ့ဘွဲက channel တွေပါပါလာအခုလက်ရှိမှာ spy ရတာညီမပါတယ်ဆိုတဲ့ channel တွေဖြစ်တဲ့ Alyssa Gould လည်းသူ့နဲ့ Twitter မှာရေးထားတယ်အခုလက်ရှိမှာဒါ Samuel Lekka ဆို Simon Stone တို့ Laurel White World လည်းရေးနေပြီအဲ့တော့ ဒီ ਆ ရဲ့ tradition တခုကိုကျွန်တော် tradition is tradition ပဲအခုမှဒါခုနပေါ်တယ်ပဲအခုမှထပြောင်းလို့ရမှာကျွန်တော်ပြောရသေးလားအဲ့တော့ကျွန်တော်တို့ခုနပေါ်တယ်ပဲ titan နဲ့ပေါ့သူကပိုးချောင်းကောင်းနဲ့တက်လာမှာမဟုတ်ဒါကျွန်တော်တို့ spar လို့သူကသူက spar လို့သူကပြည်တွင်းမှာညံ့နေဆိုပေမဲ့ပြည်ပမှာသူကသူဟုတ်နေ fraffle လို့သိမျိုးကျွန်တော်ဒါအိမ်သူတို့ရဲ့အိမ်ကွင်းကြီးမှာတော့1 zero နဲ့နိုင်ခဲ့တာဗျာဒါပေါ့ပေါ့သေးနဲ့ကန်ခဲ့တာမှမဟုတ်တာ fraffle ဆိုအခုလက်ရှိမှာဒါသူဟာသူစောက်ရဲမိုက်နဲ့တဲတဲလာလီဟောဘွန်ဒက်စီက United ကဘီဘောလို့သိမျိုးသူတို့နေအိမ်ကွင်းမှာ3 zero ဆိုရရလက်နဲ့နိုင်ခဲ့တာဘီဘောအခုလက်ရှိမှာအိမ်ကွင်းမှာဂိုးပြတ်နိုင်ခဲ့တဲ့ဥစားကဒါတော်တော်လေးကိုခက်ခဲနေတာပဲရှိအဲ့တော့ပြောတဲ့က တကယ်ကဲကဲဆော့ပြီးမှဟာမင်းတို့ကဒါကြီးကိုမထိုက်တောင်ပြောရင်ခင်ဗျာကျွန်တော်ကိုယ်လည်းမကြိုက်ဘူးဗျာသိလားအဲ့တော့ကျွန်တော်တို့ကိုယ့်လက်ရှိမှာ final နိုင်မယ်မလားကျွန်တော်တို့မနိုင်ဘူးလို့ကိုယ့်ကိုယ်ကိုစိတ်ထဲသင်းထားမယ်ဒါပေမဲ့အဲ့လိုမျိုးပြောခံရင်မင်းတို့က final နိုင်လဲမင်းတို့ကောင်းဆောက်ဘောပါပြောရင်ဘလူးခံစားကျွန်တော်တို့မနိုင်ဘူးအေးပေါ့ တော်တော်လေးတော့ကျွန်တော်တို့နိုင်တယ်လို့မြင်တယ်ဒါပေမဲ့ဘလူးပဲပြော it happened what is happened မနော်ဒါပေမဲ့ကျွန်တော်တို့တော့ထိုက်တယ်တယ်လို့မြင်တယ် Europa League finalist ကတော့ Champions League ကိုဝင်သင့်တယ်လို့ကျွန်တော်တို့မြင်တယ်ညီကိုတို့တော့ဘလူးမြင်လဲမြင်လဲကျွန်တော်တို့ဝင်သင့်တယ်လို့မြင်တာနှစ်တိုင်းလဲဝင်လာခဲ့ပြီအခုမှတော့ကျွန်တော်မဝင်နဲ့လို့ပြောရင်ကျွန်တော်မကြိုက်ဘူးဒါမှမဟုတ်ပြောတာလောက်ပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်မြန်မာပြည်ရဲ့ကလပ်ဖို့မမေ့ကြပါနဲ့အောက်ကကွန်မန့်တွေမှာလဲ Youth Sport Media 3.0ဆိုတဲ့ TV4 ကြီးတွေလင်လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မြတ်တော့ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကျွန်တော်အားပေးလို့ရအောင်ရမြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့မြန်မာလေးလည်းကလစ်မမြင်နိုင်ဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တော့ကုန်ပြီပါဗျအားလုံးမကြူတူပါနဲ့မြန်မာလေးလည်းကလစ်ပေးကြအောင်ဗျမြန်မြန်ကလစ်မမြန်မြန်နိုင်ဖြစ်ပါတယ်ကျွန်တော်တို့နောက်မှ AACC တွေ့ကြတာပေါ့ဒေးပါဗျ